နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကတီထောင်ထားတဲ့စစ်ဗုဒ္ဓန်တင်တန်းကျောင်းများမှာရီမန်းချက်ရန်သူအားတိုက်ရန်ဆိုတဲ့ဆိုင်းဘုတ်များစိုက်ထုတ်ထားပြီးတော့ရဲရဲတပ်ရဲရဲတိုက်ရဲရဲတပ်ကျူပင်ခုတ်ကျုံငုံမကြံစေရေးတပ်ဖြတ်တိုက်ခိုက်ရမယ်လို့စစ်ဗုဒ္ဓန်တပ်သားများကိုစစ်အရာရှိများကတင်ကြားပို့ချပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီကရီမန်းချက်ရန်သူအားတက်ရန်ဆိုတဲ့စိုင်းပုတ်အနီများကိုအေပီလာနှောင်းပိုင်းကစတင်ပြီးတော့စစ်မှုထမ်းတန်တန်းကြောင်းများအလုံးမှာစိုက်ထူထားတယ်လို့သိရပါဗျ။တခြားတစ်ဖက်မှာလည်းစစ်မှုထမ်းတပ်သားတဲ့များကိုပြစ်ခတ်မှုတန်တန်းများနဲ့အတူရန်သူအားတပ်ဖြတ်ချိန်မုံများမှာရရက်တက်ရရက်တိုက်ရရက်တက်ကျူပင်ခုတ်ကျုံုံမကြံစေရေးတိုက်ခိုက်ချိန်မုံတပ်ဖြတ်ရမှာဖြစ်ကြောင်းရေးသားထားပါဗျ။လက်ရှိနိုင်ငံတော်ဟာအကြမ်းဖက်အဖွဲ့များကြောင့်တိုင်းပြည်ဖော်မျိုးတိုးတက်ရေးနှောင့်နှေးနေရပြီးတော့ရန်သူမှန်သမျှကုံစင်အောင်လို့တပ်ဖြတ်နိုင်မှသာလျှင်နိုင်ငံတော်ကြီးပ ဖွံ့ဖြိုးတိုးတက်တာယာစီပင်ဝါပြောမယ်လို့တင်ကြားပို့ချမှုများစစ်အာရှိများကလှုံ့ဆော်လျက်ရှိတယ်လို့သိရပါဗျ။ရန်သူနဲ့ပတ်သက်လာရင်ဘသူ့ကောင်မှညှားစရာမလိုဘူး။ရန်သူနဲ့ပတ်သက်လာရင်ကလေးမို့လို့လည်းညှားစရာမလိုဘူး။ရဲရဲတက်ရဲရဲတိုက်ရဲရဲတိုက်ရမယ်။ရန်သူမှန်သမျှအကုန်တက်ပြရမယ်။ဂျူပင်ခုတ်ဂျူငုတ်မကြံနှိမ်နှင်းနိုင်မှနိုင်ငံကြီးကတာယာမယ်။ဒီစစ်ပွဲကတရားတော်စစ်ပွဲဖြစ်တယ်။ပြည်ပအားကိုလောက်ကောင်တွေကိုနှိမ်နှင်းမှုကလူလူတရလုံးထောက်ခံတဲ့တရားတော်စစ်ပွဲဖြစ်တယ်ဆိုပြီးတော့တင်တန်းမှာဝါရဖြန့်ပို့ချပေးနေပါဗျ။ ရန်သူကိုနှိမ်နှင်းတဲ့တပ်ဖြတ်မှုတွေမှာဘလို့အေးအေးယူမှုမျိုးမှမရှိသေးရဘူးဆိုပြီးတော့လဲပို့ချထားပါတယ်လို့အပတ်စဉ်ဆက်တဲ့တန်တန်းတက်ရောက်နေစဉ်စစ်မှုထမ်းတပ်သားတဲ့တဦးက Viber ကနေတစင်းသတင်းပေးဖို့ပြောကြားထားပါတယ်လက်ရှိနိုင်ငံတော်ကြီးဟာပြည်ပစွပ်ဖတ်မှုများကြောင့်ပြိုကွဲမဲ့အခြေအနေရှိနေကြောင်းစစ်မှုထမ်းတပ်သားတဲ့များရဲ့အင်အားနဲ့နိုင်ငံတော်ကိုပြန်လည်ထူထောင်ရမှာဖြစ်ပြီးတော့လက်ရှိတောင်ဝန်ထမ်းဆောင်နေသူများဟာနိုင်ငံတော်ရဲ့အနာဂတ်ကိုထူးဆစ်နေသူများဖြစ်ကြောင်းဒါကြောင့်မိမိတို့ရဲ့လောက်ရများအတွက် ဂုံယူရမှာဖြစ်တယ်လို့တင်ကြားပို့ချပေးနေကြောင်းသိရပါဗါးဒါအပြင်တိုက်ပွဲမှာထူးခြားစွာတိုက်ခိုက်နိုင်တဲ့စစ်မှုထမ်းတပ်သားများကိုလည်းထိုက်တန်စွာစုခြင်းများနဲ့သူရဲကောင်းဘွဲ့တစိမ့်များကိုချင်းမြင့်မှာဖြစ်တယ်လို့မလုံးပေးပြောကြားထားပါတယ်စစ်မှုထမ်းတပ်သားများဆိုတော့လေအများရန်စစ်သားများလိုပဲစစ်တပ်ထဲမှာတော်ရင်တော်သလိုနေရပေးမှာဖြစ်ကြောင်းစေတန်းအောင်နဲ့ဘွဲရများအနေနဲ့အရာရှိများဖြစ်လာနိုင်ပြီးတော့အခြေခံပညာအဆင့်ရှိသူများအနေနဲ့လည်းတက်ချက်ကြီးယာရုအထိရရှိနိုင်ကြောင်းတက်ချက်ကြီးယာရုနဲ့ပင် နိုင်ငံတော်ကဆေလွတ်တဲ့ပြည်ပမှာရှိတဲ့ကြည်ရည်လေးစစ်တမ်းမှုများအောက်မှာတာဝန်ယူထမ်းဆောင်ခွင့်နဲ့ပြည်ပကိုတွားရောက်နေထိုင်ခွင့်အခွင့်အရေးများရှိနေတယ်လို့စစ်မှုထမ်းတပ်သားတဲ့များကိုမလုံပေးစည်းရုံးလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ